မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်ကြမယ့်အကြောင်းအရာကတော့အမ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဓမ္မမှတ်တမ်းတစ်ခုပါဟုတ်ကဲ့ပါရှင်ဆောင်းရင်ကတော့ပြင်းတဲ့အစောပိုင်းလောက်ကပေါ့လေခရီးရန်သာသနာပြုတူရဲ့အမြင်နဲ့မှတ်တမ်းတင်ထားတဲ့မြမပြည်ရဲ့တောင်တန်းဒေသတွေနောက်ပြီးကျွမ်းဒီပေါ်မှာနေထိုင်ကြတဲ့လူမျိုးစုတွေအကြောင်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အဓိကကိုးကားဆွေးနွေးကြမယ့်စာအုပ်က Bahamas Hill Tribes and Islanders People's Religions and Missions ဆိုတဲ့စာအုပ်ပါအဲဒီစာအုပ်ကအဲ့ဒီခေတ်ရဲ့ရှုမြင်ပုံတွေယုံကြည်မှုတွေအခြေအနေတွေဟိုသူမှတ်တမ်းတင်ထားတာပေါ့နော်ဟုတ်ကဲ့ဆိုတော့သူရဲ့ဖော်ပြချက်တွေဟာတမိုင်းနောက်ခံတဲ့အဲ့ဒီခေတ်အခါကအမြင်ကိုထင်ထက်နေတယ်ဆိုတာလေးကိုတော့တတိပြုပြီးလေ့လာဖို့အရေးကြီးပါတယ်ရှင်မှန်ပါတယ်ဆိုတော့ဒီမှတ်တမ်းကိုလေ့လာခြင်းအပြင်အဲ့ဒီအခြေအနေတွေကဒီလူမျိုးစုတွေကိုဘယ်လိုမျိုးမှတ်တမ်းတင်ခဲ့တယ်လဲသူတို့ရဲ့လူနေမှုပုံရယ်ဒလိထုံးစံဒီနေထိုင်ရဒေတာတွေအကြောင်းပေါ့ ဟုတ်ကဲ့ပြီးတော့အဓိကကတော့ဒေတာဒနာပြုမှတ်တမ်းရေးသူရဲ့အမြင်သူ့ရဲ့အတွေ့အကြုံတွေကိုစမ်းစစ်ကြည့်ကြဖို့ပါပဲကဲဒါဆိုရင်ဒီစိတ်ဝင်စားစရာကဘာလေးထဲကိုစပြီးတော့ခုံစင်ကြည့်လိုက်ကြရအောင်ဟုတ်ကဲ့ဒီမှတ်တမ်းထဲမှာလေတောင်နန်းဒေတာတွေမှာနေထိုင်ကြတဲ့လူမျိုးစုတွေအများကြီးကြောင်းဖော်ပြထားတယ်ရှင်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုနဲ့ပတ်သက်ပြီးတော့မှမှတ်တမ်းရေးသူကတောင်ယာစနစ်ကိုအသားပေးပြီးဖော်ပြထားတာတွေ့ရတယ် ောင်ရစနစ်ဆိုတာကဟိုတော်ရှင်အပင်ငယ်လေးခုတ်မီရှို့ဟုတ်ပါတယ်ပြီးတော့တနစ်လောက်ပဲစိုက်လို့ရတယ်နောက်နှစ်ကျရင်နေရအစ်စ်ထပ်ရှာရတဲ့စနစ်မျိုးပေါ့အင်းဒီစနစ်ကိုမတန်ရည်သူကအလွန်ဖြုံးတီးပြီးပင်မစင်ရတဲ့စိုက်ပြိုးရေးပုံစံလို့တုံးတက်ထားတာတွေ့ရတယ်နော်ဟုတ်ပါတယ်ဒါမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဘာသာစကားတွေရုပ်ရည်တွေဒလိထုံးစံတွေအမျိုးမျိုးကွဲပြားပဲမယ်ပေါ့လေဒီတောင်တန်းနေလူမျိုးစုတွေအားလုံးနှီးပါးကိုစူးစီးထားတဲ့တူညီတဲ့အချက်တစ်ခုအဖြစ်မှတ်တမ်းကဖော်ပြထားတာကတော့အဲနတ်တွေကိုရိုတေကိုးကွယ်ခြင်း animism ဖြစ်နေတာပါပဲ။အော်ဟုတ်ကဲ့ဆိုတော့အများစုကနတ်ကိုးကွယ်ကြတယ်ပေါ့ ီသဘောမျိုးသိရောက်ပါတယ်ရှင်မတန်းတဲ့မှာလူမျိုးစုတွေကိုအုပ်စုခွဲပြီးပေါ်ပြထားရမှာလေပထမလုံးကတိပပမအုပ်စုပါဒီအုပ်စုထဲမှာတော့ပမာရနဲ့အနီးဆက်ဆုံးလို့သူယူဆတဲ့ကချင်လာဟုအဲလာဟုကိုမူဆိုလို့လည်းခေါ်ကြတယ်နောက်ပြီးတော့ချင်းလူမျိုးတွေပါဝင်ပါတယ်ကချင်းလူမျိုးတွေအကြောင်းစပြောရရင်သူတို့ကမြန်မာပြည်မြောက်ပိုင်းအာတန်နေဆက်နာကတောင်တန်းတွေမှာနေခိုင်ကြတာပေါ့ဟုတ်ကဲ့မတန်းရဲသူကသူတို့ကို စစ်လိုလားသူများလို့တုံတုံဖာတာတွေ့ရတဲ့ဟုတ်တယ်ဟုတ်တယ် British ဆိုရကအိန္ဒိယနေတွေကို ချူးကျော်တာတွေတိုင်းမိလိုက်တော့သူတို့အချင်းချင်းပြန်ပြီးတော့ရန်ဖြစ်ကြတယ်တိုက်ခိုက်ကြတယ်လို့ဆိုပါတယ်อืมသူတို့နေမြေတချို့ဆိုရင် British တိုင်းရိုက်အုတ်ချုံမအောက်ကို မရောက်သေးဘူးတွာလာဖို့လေအန်ဒီရဲများတယ်လို့ အစိုးရကသတ်မှတ်ထားတဲ့အကြောင်းဖော်ပြထားတယ်နော်ဟုတ်ပါတယ်ဒီပုံအမှာ American ညချင်းသာသနာပြု Mr. Hansen ရဲ့ကြိုးပမ်းမှုတွေကိုတော့မှတ်တမ်းကအတိမပြုထားတဲ့ရှင်သူကကချင်ဘာသာစကားကိုစာအဖြစ်ပြုစုတာတွေကချင်အင်္ဂလိပ်အဖြစ်တန်တဲ့ကျောင်းသုံးစာအုပ်တွေပြုစုတာတွေကိုလှုပ်ဆောင်ခဲ့တယ်။အော်ဟုတ်ကဲ့ဒီစာအုပ်တွေကို အစိုးရရဲ့ အဲအထောက်ပံ့နဲ့ထုတ်ဝေခဲ့တယ်လို့ဆိုပါရယ်1961ခုနှစ်စီးရင်အရာဆိုရင်တော့ခချင်းခရစ်စတန်ထောက်ရှိတော့60ခုဦးရှိတယ်လို့မှတ်တမ်းတင်ထားပါရယ်ရှင်ကဲဒါဆိုလာဟုမူဆိုလူမျိုးတွေပဲလက်ကြည့်အောင်သူတို့ကရှမ်းပြည်နဲ့အရှေ့ဖျားပိုင်းတရုတ်နဲ့အဲအင်ဒိုချိုင်းနာနဲ့ဆက်တကြောမှာနေကြကြတယ်နော်ဟုတ်ပါတယ်မတမ်းအရာဆိုရင်သူတို့ဟာကျုပ်ပြည်ကနေနှင်ထုတ်ခင်ရရတယ်လို့ဆိုတယ်ပြီးတော့မူလကဗုဒ္ဓဘာသာဝင်တွေထိခဲ့ပြီးမြေနောက်ပိုင်းမှာတော့အမ်နကူကွယ်မှု စီပြန်ရောက်သွားတယ်လို့ဖော်ပြထားပါတယ်ရှင်။သာသနာပြုလုပ်ငန်းတွေနဲ့ပတ်သက်လို့ရောဖားရပါသေးလေ။အဲသာသနာပြုလုပ်ငန်းတွေနဲ့ပတ်သက်လို့ကတော့မတန်ရည်တဲ့အချိန်မတိုင်ခင်ဆယ်နှစ်အတွင်းမှာပဲနှစ်ချင်းသာသနာမှာဘာသာပြောင်းလာသူ9000ကျော်ရှိလာတာဟာမတန်ရည်စုအတွက်တော့တော်တော်အားရစရာဖြစ်ခဲ့ပုံရတယ်ရှင်။อืมတော်တော်များတာပဲဟုတ်ကဲ့ထိုင်းနိုင်ငံဘက်က Presbyterian ညီရဲ့မြန်မာပြည်ဘက်က American Christian ညီရဲ့ကအဓိကလှုပ်ဆောင်ခဲ့ကြတာပါ လာဟုဘာသာစကားကိုလည်းရောမအခရာသုံးပြီးလာစာဟိဖန်တီးခဲ့ကြတယ်လို့ဆိုပါရယ်ဟုတ်ကဲ့ကဲချင်းလူမျိုးတွေကြောင့်ဆက်ရအောင်သူတို့ကအနောက်ယမတောင်တန်းနဲ့အနီးတဝိုက်မြေပြတ်နေမှာနေထိုင်ရတာပေါ့နော်ဟုတ်ပါတယ်မတားမှာသူရဲ့ကွဲပြားမှုတွေကိုအလီပီးထားတာတွေ့ရတယ်မြောက်ပိုင်းအလဲပိုင်းတောင်ပိုင်းချင်းမျိုးနဲ့စုရည်ဒီတိယစကားတွေကအလွန်ကွာခြားလွန်းလို့ရတယ်။ဟုတ်ကဲ့။အချင်းချင်းနားလဲဖို့အတွက်ဗမာစကားကိုကြားခံရဖြစ်တုံးရတယ်လို့ဆိုတယ်။ သူတို့လူမျိုးစုတွေဘာလို့ဒီလောက်ကြွေးပြားသွားရတယ်လဲဆိုတာနဲ့ပတ်သက်လို့လေဟိုဘေဘမျိုးစံပုံမြင်နဲ့ဆင်တူတဲ့တဏှာတွေတခုရှိတယ်လို့လည်းဖော်ပြတာသေးတယ်။ဟွန်းမတိုင်းရဲ့တူရဲ့အငင်းမှာတော့လေချင်းနေဟာတောင်တန်းသားတွေထဲမှာဗမာတွေနဲ့အနီးဆက်ဆုံးပဲလို့သူကယူဆတယ်ရှင်။ပမာစကားကိုလေယူလေသိအတိအကျနေပါပြောနိုင်ကြတယ်လို့ဆိုတယ်ဟုတ်လားဟုတ်ကဲ့ဒါကြောင့်သူကချင်းနေရဲ့လက်ရှိဘာသာရေးနဲ့ဒလိထုံးစံတွေဟာ ဘုဒ္ဓဘာသာမဝင်ရောက်ခင်ကဗမာတွေရဲ့ပုံရိပ်ဟောင်းကိုပြန်ပြီးထင်ဟပ်ပြနေလေလို့ယူဆခဲ့တာပါမတန်ရေးချိန်တုန်းကတော့လူဦးရေ3သိန်းခွဲနီးပါအတိအကျပြောရရင်34တောင်ချက်ထောင်ရှိပြီးတော့ခရိယန်ဘာသာပြောသူကတော့900ဦးလို့ဖော်ပြထားပါတယ်ရှင်ချင်းမျိုးသမီးတွေမြတ်တာမှာစိတ်မြင့်ချောင်ထိုးတဲ့ delay ကလူတိများတယ်နော်မတန်ထဲမှာတော့ဒီ delay ရဲ့ zenmit ပုံပြင်ပါသေးလားပါတယ်ရှင်မတန်ထဲမှာဒီ delay ရဲ့ zenmit ပုံပြင်ကိုလည်းထည့်ရေးချတယ် ရှီတုံးကလည်းဗမာတွေကချင်းမြွန်းသမီးလလလေးတွေကိုခိုးယူတာတွေရှိခဲ့လို့အဲ့ဒါကိုကာကွယ်ဖို့ရုပ်ဆိုးသွားအောင်တမင်လုပ်ခဲ့ကြတာလို့ဆိုပါတယ်ရှင်။ဟိုးအဲ့လိုလားတော်တော်ထူးစားတဲ့ရှင်းပြချက်ပင်တော့ဟုတ်ကဲ့နောက်ပြီးတောင်ပိုင်းချင်းရဲ့ယုံကြည်မှုနဲ့ပတ်သက်လို့မှတ်တမ်းကစိတ်ဝင်စားစရာအချက်တခုကိုထောက်ပြထားသေးတယ်ရှင်သူတို့ဟာတပါဝနတ်တွေဘိုးဘွားနတ်တွေကိုကိုးကွယ်တဲ့အတင်း မာတော်လီလို့ခေါ်တဲ့ထာဝရဖန်ဆင်းရှင်ကိုလည်းယုံကြည်ကြတယ်တဲ့ဟုတ်ကဲ့ဒါပေမဲ့ဒီဖန်ဆင်းရှင်ဟာလုံးဝကောင်းမြတ်တဲ့အတွက်လူတွေကိုဒုက္ခမပြေးနိုင်ဘူးဒါကြောင့်သူ့ကိုပူဇော်ပတ်သက်စရာမလိုဘူးလို့ယူဆကြတယ်လို့ဆိုတယ်အာဒါကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဖန်ဆင်းရှင်ကိုယုံပြီးမဲ့ပူဇော်စရာမလိုဘူးဟုတ်ပါပဲဒီအယူဆကဘာသာတရားရဲ့ဖန်ဆင်းရှင်ကိုရှုမြင်ပုံဘလောက်ကွဲပြားနိုင်တယ်လဲဆိုတာကိုမိမောင်းထိုးပြနေတယ်လို့ပါပဲ တပတ်ဗမာအုပ်စုကြောင့်ဆွေးနွေးပြီးပြီဆိုတော့မတန်းကနောက်တစုထိုင်းတရုတ်အုပ်စုခွဲကိုဆက်ပြီးဖော်ပြထားတယ်ဒီထဲမှာတော့ရှမ်းတောင်သူနစ်ဂရင်လူမျိုးတွေပါဝင်တယ်နော်ဟုတ်ကဲ့ရှင်ရှမ်းလူမျိုးတွေကိုမတန်းကဂရင်ပြီးရင်ပေါ့လေအင်အားအများဆုံးတောင်တန်းတွေလူမျိုးစုအဖြစ်ဖော်ပြထားတယ်သူတို့ရဲ့ဘာသာတရားကိုတော့မတန်းရဲ့သူကအလွန်အစစ်နှိမ်ချသောဘုဒ္ဓဘာသာပုံစံလို့တုံသက်ထားတာတွေ့ရတယ်ဟွန်းပြီးတော့ ခရိယန်သာသနာပြုဖို့အတွက်ဗမာတွေထက်တောင်လက်ခံမှုနည်းတယ်လို့ဆိုပြန်ရောမှတ်တမ်းရေးချိန်ရုံးကလူဦးရေတသန်းနီးပါးကိုးခွဲခွန်တဲ့ထောက်ရှိပြီးသူတို့နေမျိုးကို ပြည်နယ်38ခုခွဲထားတယ်အဲ့မှာစော်ဘွားတွေကအင်္ဂလိပ်ကော်မရှင်နာရဲ့ကြီးကြပ်မှုအောက်မှာအသွင်းအရာတွေကိုအုပ်ချုပ်တယ်လို့ဖော်ပြထားတယ်ရှင်။သူတို့မှာကိုပိုင်စာပေရောရှိလား။ရှန်တွေမှာယာစုနေတွေချီပြီးကိုပိုင်စာပေရှိခဲ့တယ်လို့ဆိုပါရယ်။ဗမာအခရာကိုပြုပြန်သုံးစွဲထားတာပေါ့။ဒေါက်တာကက်ရှင်ဆိုတဲ့ ပုံကရှမ်းအင်္ဂလိပ်အဖြစ်ဒါနဲ့တမချန်ဘာသာပြန်ကိုပြုစုခဲ့တယ်လို့လည်းမှတ်တမ်းမှာဖော်ပြထားတယ်။ Christian အရေးအတွက်ကတော့9630ဦးရှိတယ်လို့မှတ်တမ်းတင်ထားပါတယ်ရှင်။တောင်တူလူမျိုးတွေအကြောင်းကတော့တိတ်အများကြီးမပါဘူးနော်။ဟုတ်ကဲ့။တိတ်အများကြီးမပါဘူးရှင်။ကရင်ရီနဲ့နီးစပ်တယ်ပြီးတော့ရှမ်းကုန်းပြင်မြေအနောက်ဘက်တောင်ဆောင်တွေမှာနေထိုင်ကြတယ်လို့အချင်းချုပ်ပဲဖော်ပြထားပါတယ်။ကဲ။ဒါဆိုကရင်လူမျိုးတွေစီတွားကြည့်အောင်။မှတ်တမ်းမှာသူတို့ရဲ့မူလအစစ်အမှီကို လျူဝဆန်းကျဲတယ်လို့အလေးပြဖော်ပြထားတယ်နော်ဟုတ်ပါတယ်ရှီဟောင်းဂျူးလူမျိုးတွေနဲ့တူရက်ဒလိတချို့ရှိတယ်လို့သူကထောက်ပြထားတယ်ဥပမာအင်တောင်ရေးဖောက်ပြန်မှုကိုတည်တန်းပေးတာမျိုးနောက်ပြီး you are ဆိုရဖျားသခင်အခေါ်ဝေါ်ကဂျူးတွေရဲ့ဂျာနဲ့စင်တူရဆိုတာမျိုးပေါ့အော်ဟုတ်ကဲ့နေထိုင်တဲ့ဒေတာရီအနေနဲ့ကတော့နေထိုင်ရာဒေတာအနေနဲ့ကတော့ဘေကူယိုမရခိုင်ယိုမဒီဒီကဖောက်ပြထားတယ်ရှင်နောက်ပိုင်း British အုပ်ချုပ်မှုအောက်ရောက်လာတော့ ပမာရီကိုကြောက်ရတာရော့သွားတယ်အဲ့အခါမှာမေပြန့်ဒေတာတွေမြေဝကျွန်းပေါ်ဒေတာတွေကိုပြောင်းရွှေ့လာသူတွေများပြားလာတယ်လို့ဆိုပါတယ်သူတို့ရဲ့ဆေးရိုက်လက္ခဏာတွေကိုမတန်းထဲမှာဘလို့ဖော်ပြထားတယ်လဲအမ်ဂရီနရီရဲ့ဆေးရိုက်လက္ခဏာတွေကိုလည်းစိတ်ဝင်စားဖွယ်ဖော်ပြထားတာတွေ့ရတယ်ရှင်လုံလောက်ဝီရိယရှိတယ်စကားနဲတယ်ပါတာဒီယာကိုင်းဆိုင်နေဆိုပြီးတော့ပေါ့အခြေတိုင်းကစကော့လူယူလို့တောင်တင်စားထားသေးတယ်ဟုတ်လားဟုတ်ကဲ့ ခရစ်စတန်ဂရင်းရဲ့တနင်္ဂနွေနေ့ကိုတင်ကျပ်စွာဆောင်ထိန်မုံကမတန်ရဲသူကိုအံအားသင့်စီရဲ့ပုံရပါတယ်ရှင်။ယူပိုင်းဆိုင်ရာအရာဆိုရင်ဗမာရဲထက်အသားအရောင်ဖို့ဖြူပြီးကိုလုံးကိုတဲ့ပိုတောင့်တင်းနေလို့ဖော်ပြရတယ်။ဟိုစားစင်ယူမှုကတော့ယူရဝစ်ဆောင်ကတော့အမျိုးသားတွေကပေါင်းပြီးတိုးနဲ့အင်ဂျီရှေဝစ်ကြပြီး အမျိုးသမီးတွေကအင်ဂျီရှေထပ်ပြီးနဲ့ထူးခြားတဲ့ခေါင်းပေါင်းပုံစံမျိုးဝစ်ဆင်ကြတယ်လို့ဆိုရတယ်။ ဒါပေမဲ့မြေပြန့်ရော့ကရင်တွေကတော့များတော့အဖြစ်ပမာဝစ်စုံကိုပဲပြောင်းလဲဝစ်စင်လေးရှိတယ်လို့ဆိုပါရယ်။ဒါကပဝင်းကျင်နဲ့လိုက်လျောညီထွေပြောင်းလဲတက်ကက်တပေါ်ကိုပြနေတာပဲလို့ယူဆရပါရယ်ရှင်။ကရင်တွေထဲမှာအဓိကမျိုးနွယ်စုခွဲဘယ်နှခုလောက်ရှိတယ်လို့ဆိုထားလဲ။အဓိကမျိုးနွယ်စုခွဲ၃ခု စကောပိုးပွဲရှိကြောင်းမတန်းကဆိုပါရယ်ရှင်။စကောဂရင်ဖာသာစကားမှာအဆုံးသက်ပြဲတန်မရှိလို့တချင်းဆိုရတာလွယ်ကူတယ်လို့ဖော်ပြထားတယ်။ ပိုးဂရင်ဘာသာစကားကတော့ကွဲပြားပြီးဗမာစကားလိုအဆုံးသတ်ပြဲတန်တီရှိတယ်။မြေဝကျွန်းပေါ်နဲ့တနင်္သာရီမှာအများဆုံးပြောဆိုကြတယ်လို့ဆိုပါရယ်။ဒီဘာသာစကားတွေကအရင်ကစပြည့်မရှိခဲ့ဘူးပေါ့။ဟုတ်ပါရယ်။ဒီဘာသာစကားနှစ်မျိုးလုံးဟာသာသနာမရောက်ခင်က စာရေးအသားမရှိခဲ့ဘူးလို့ဆိုလဲ။နောက်ပိုင်းမှာသာသနာဖြူတွေကဗမာအခရာကိုအခြေခံပြီးဖန်တီးခဲ့ကြတာလို့ဖော်ပြထားပါရယ်ရှင်။လူဝိယနဲ့ပတ်သက်လို့မတန်းတဲ့မှာပါတဲ့ကိင္ကနံက နည်းနည်းအာအိုးစရာကောင်းတယ်နော်စတန်းကြော်ဆိုတော့ဟုတ်ကဲ့အဲ့ဒါကတော့အတော်လေးများဖျားတယ်ဂင်းကနန်းပါပဲမတန်းရဲ့တိချက်မှုကိုတော့မေကွန်းထုတ်စရာရှိနိုင်ပြီမဲ့ဒီတိုင်းပဲစစ်ပြီးပြောရမယ်ဆိုရင်တော့သူတို့ဟာအင်အားကြီးလူမျိုးစုတစ်ခုထစ်ခဲ့မုံရတယ်ရှင်မတန်းကခရီးယန်တာသနာရဲ့အကျိုးသက်ရောက်မှုကိုကရင်နေနဲ့ပတ်သက်လို့အထူးအလေးပေးဖော်ပြထားတာတွေ့ရတယ်ဘလို့မျိုးလဲတာသနာမရောက်ခင်ကသူတို့ကို အဆင့်အတန်းနှိမ့်ချစာမတ်တက်တော့အရင်အဆိုင်များလို့ဒါကတော့မတန်းရည်သူရဲ့အတုံးလုံးမှာ ဖော်ပြထားပြီးတော့အချင်းချင်းစစ်တိုက်တယ်ဗမာတွေကိုကြောက်ရွံ့တယ်အရက်ဆွေးတယ်အယူသေးတယ်ဒီလိုအခြေအနေကနေခရစ်စတန်တသိန်း300ကျော်ဖြစ်လာပြီးအများစုကစာတက်မြောက်လာတဲ့လူမှုဘဝတိုးတက်လာပုံကိုဂုဏ်ယူစွာရေးသားထားတာပါရှင်။ဟွန်းဒါပေမဲ့ဒါကသာသနာပြုတယောက်ရဲ့ရှူးထောင်းကရေးထားတာဆိုတာကိုတော့တတိပြုအောင်ပေါ့နော်။ဟုတ်ပါတယ်။ ဒါကအရေးကြီးတဲ့အချက်ပါပဲရှင်။ဒါဟာသူ့ရဲ့ရှုမြင်ပုံထစ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းထစ်ချဖို့လိုပါတယ်။ကဲနောက်တစ်စုကတော့မွန်ခမအုပ်စုခွဲပါ။ဒီထဲမှာတလိုင်းမွန်းနဲ့ဝေလူမျိုးစုတွေပါဝင်နေနော်။တလိုင်းမွန်းနေကြောင်းပေါ်ကြတဲ့အခါမှာမတန်ကလူမျိုးတစ်မျိုးကအခြားလူမျိုးတစ်မျိုးတဲကိုဘလို့ပေါင်းဆက်ပြောင်းကွယ်သွားနိုင်တယ်လေဆိုတဲ့ဥပမာအနေနဲ့အဓိကထားဆွေးနွေးထားဖို့ရတယ်။ဟုတ်ပါတယ်ရှင်။ မတန်ရဆိုရင်မွန်စကားပြောသူတွေဟာတချိန်တုန်းကမြန်မာပြည်မှာတာမကအိန္ဒိယမှာပါဂုံးမွန်တာလူမျိုးတွေနဲ့ဆက်ဆက်မှု ရှိတယ်လို့ဆိုပါတယ်။အင်နာကြီးချက်ပုံရတယ်။တလိုင်းဆိုတဲ့အတုံးလုံးကိုတောင်အိန္ဒိယကတီလင်္ဂနာဒေသနဲ့ဆက်ဆက်ပြီးတော့သူတို့ဟာမူလနေထိုင်သူတွေနဲ့အိန္ဒိယကပြောင်းလာသူတွေရောနောဆင်ထလာဖွဲ့ရှိလေလို့သုံးသပ်ထားပုံရတယ်ရှင်။ဘုဒ္ဓဘာသာနဲ့စာပေကိုမြန်မာပြည်ကိုတည်ဆောင်းလာသူတွေအဖြစ်လဲအတိအမှပြုထားတယ်နော်။ဟုတ်ကဲ့။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တည်းက90လောက်ကတနိုင်နှလုံးအုပ်ဆိုးခဲ့ရာကနေမှတ်တမ်းရေးချင်းမှာတော့မျိုးတွန်းလို့နီးပါးချစ်နေပြီလို့သုံးသပ်ထားတာပါဒါပေမဲ့ရန်ကုန်ကဘာနဲ့စာကြည့်တိုင်းမှာတံပိုးရှိတဲ့မွန်ပါတာတမိုင်းမှတ်တမ်းတွေရှိနေသေးတယ်လို့တော့ခေါ်ပြထားပါသေးတယ်ရှင်ဝူလူမျိုးတွေအကြောင်းကတော့သူတို့ကိုတော့ထိုင်းနယ်ဆက်ကဥကောင်းခွန်ရှားဖွေသူများဆိုပြီးအတော်ချို့ပဲဖော်ပြထားတာလားဟုတ်ကဲ့အတော်ချို့ပါပဲ ဒါပေမဲ့သူတို့ဥကောင်းခွင်ရှာဖွေရဲ့အရွေရဲ့ချက်ကိုမှတ်တမ်းကစိတ်ဝင်စားဖွယ်ရှင်းပြထားတယ်ရှင်။ဒါဟာစည်ရေးစွမ်းရည်ပြဖို့မဟုတ်ပဲဘာသာရေးအယူအဆကြောင့်လို့ဆိုပါတယ်။ဩဘလို့အယူအဆအမျိုးလဲ။လူဝိညာဉ်ဟာဥကောင်းထိတ်မှရှိတယ်လို့ယုံကြည်ကြတယ်တဲ့အဲဒါကြောင့်ရန်သူဥကောင်းခွန်ကိုရွာနိုင်ရမှချိတ်ဆွဲရခြင်းအောက်ထင်အခြားနတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကနေရွာကိုကာကွယ်ပေးတယ်လို့ယူဆကြတယ်လို့ဖော်ပြထားပါတယ်ရှင်။ကဲ တောင်တန်းဒေသတွေကနေပင်လယ်တွေက ကျွန်းတွေပါကခေဆက်ကြအောင်မှတ်တမ်းထဲမှာအန်ဒမန်ကျွန်းသားတွေအကြောင်းလည်းပါတယ်နော်သူတို့ကရောဘင်္ဂလားပင်လယ်အော်တွေကကျွန်းတွေမှာနေထိုင်ကြတာပို့ပလယ်ယာကျွန်းတောင်စီတဲ့နေရာနဲ့ဆက်ဆက်နေတာပေါ့ဟုတ်ပါတယ်မတန်မအသူတို့ကိုနီဂရီတိုပစ်ကင်မီလို့ဖော်ပြထားတယ်အရက်ပိုလူမြဲလေးတွေပေါ့သွေးတန်တဲ့ကိုမကြီးနေသူတွေနဲ့လုံးဝကွဲပြားတယ်လို့ဆိုပါတယ် ပြမြအရက်က၄ဘီ၉လမလောက်ပဲရှိပြီးစမင်ကကောက်ကောက်အနှက်ရောင်ပါဝစ်စားစီရင်မှုကတော့ဝစ်စားစီရင်မှုကတော့အမျိုးသမီးတွေတရက်စီလေးခါမစီးထားတာကလွယ်ရင်အဝေးမပေါစလောက်ပဲလို့ဖော်ပြထားတယ်ရှင်အသွေးမိုက်တောင်တန်းနီမှာနေတဲ့ဂျာရာဝါမျိုးနွယ်စုဆိုရင်အင်းချေအတိတ်တကြမရှိဘူးရွှေပြောင်းနေထိုင်ပြီးသူစိမ့်နေဖို့အစိမ့်လူများနဲ့ဖြစ်ခတ်တတ်တယ်လို့ဆိုပါတယ်ဒီလူမျိုးဟာအရင်အမြန်မျိုးတုံးတော့မယ်လို့မှတ်တမ်းကခံမှန်းခွဲတာကတော့ စိတ်မကောင်းစရာပဲနော်။ဟုတ်ကဲ့မတန်းရဲချင်းတို့ကထောင်ခွာရတာတော့ပဲရှိတော့ပြီးရာစုနှစ်တစ်ခုအတွင်းမှာမျိုးတုံးပွားနိုင်တယ်လို့ဆိုထားတာပါ။အစိုးရကသူတို့အတွက်တက်တာချောင်ချီလီအိမ်တစ်ခုစောက်ခဲ့ထားပြီးအိမ်မှာသူတို့အလက်မှုဖြစ်စည်းတွေရောင်းစမ်းနစ်စည်းလိတီရယူကြတယ်လို့ဖော်ပြထားပါတယ်ရှင်။ကဲအန်ဒမန်ကျွန်းဒီရဲ့တောင်ဘက်ကိုဆက်သွားရင်နီကိုဘာကျွန်းတားနေရှိတယ်ပေါ့။ဟုတ်ပါတယ်။သူတို့ကအန်ဒမန်ကျွန်းထိုင်နေရုပ်ရည်ရောဘာသာစကားပါကွဲပြားလေလို့မတန်းကဆိုတယ်ရှင်။ သူတို့ဘာသာစကားဟာမွန်တလိုင်းဘာသာစကားနောက်ပြီးအိန္ဒိယကမွန်ဒါဘာသာစကားတွေနဲ့ဆက်ဆက်မှုရှိတယ်လို့ဖော်ပြထားတယ်။သူတို့ရဲ့ထူးခြားချက်တစ်ခုကတော့ကွမ်းစားလွန်လို့လူကြီးတွေမှာပါဇက်နဲ့သွားတယ်ပုံပြနေတာပဲလို့ဆိုရတယ်ရှင်။သူတို့ရဲ့အဓိကအသက်မွေးမှုကဘာများလဲ။သူတို့ရဲ့အဓိက အစအဟာရရောကုန်တယ်ပစ္စည်းပါအုံတီတင်ပါတယ်ရှင်။ရုံးနဲ့မလေးကုန်တယ်တွေနဲ့စမ်းဆေးလိပ်စာတာတွေလဲလဲကြတယ်။ သူတို့လေတွေကအလွန်ကြီးပြီးလေလော်သားလီးစအထိဆက်နေလို့ဖော်ပြထားတာကလည်းမတားစီရပါပဲ။ဘာသာရေးအပိုင်းကတော့ပါလာရီယာကတော့နတ်ကိုကွယ်မှုဖြစ်သည့်ထူးဆန်းတဲ့ယုံတူတွေကိုအိမ်မှာချိန်ထားတာကကိုကွယ်ဖို့မဟုတ်ပဲနတ်ဆိုးတွေကို6လက်မောင်းထုတ်ဖို့နတ်6ရုပ်အဖြစ်သုံးတာလို့ဆိုရရှင်။ဟွန်းကဖော်ထုတ်ပြီးတိတ်တဆိတ်တပ်ပစ်တတ်ကြတယ်လို့ဆိုပါရတယ်။ဒါပေမဲ့ဒီလုံးညက်ကိုတော့ British အာလာပိုင်းတွေကတားမြစ်ထားတယ်လို့မတန်းရည်သူကဆိုပါရရှင်။ သူတို့ဝတ်စားစီရင်မှုကလည်းစိတ်ဝင်စားစရာပဲနော်ဟိုအမီးပါတော့လူများလို့အထင်မှားခံရဖို့တယ်ဆိုတာဟုတ်ကဲ့အမျိုးသားတွေကခေါင်းမဥချို့လို့အစွန်းထွက်နေတဲ့အစည်းမျိုးစီးပြီးတော့ခါပတ်မှာအမီးလို့ဂျိုးတစ်ခုချထားတက်လို့ရှေးကလေးလာသူတွေကအဲ့လိုအထင်မှားခဲ့ဖူးတယ်လို့ဆိုပါတယ်နောက်ပြီးလွန်ခဲ့တဲ့ရာစုနှစ်ကသူတို့ပေါ်တူဂီစကားပြောခဲ့ကြတယ်ဆိုတဲ့အချက်ကလည်းမှတ်သားစရာပါပဲရှင်။ကဲနောက်ဆုံးကျွန်းနေလူမျိုးတစုကတော့မြေကျွန်းစုမှာနေထိုင်တဲ့မော်ကင်ဆလွန်တို့မို့ပင်လယ်ချစ်စီတွေပေါ့ ဟုတ်ပါတယ်သူတို့ကလူဦးရေ6000လောက်ပဲရှိတဲ့လူမျိုးစုငယ်လေးဖြစ်ပါတယ်ရှင်အများစုကလေထဲမှာပဲနေထိုင်ကြလို့ပင်လယ်ချစ်စီလို့ခေါ်ကြတာပါသူတို့နာမည်မော်ခင်းရဲ့ဇာတ်မြစ်ပုံပြင်ကလည်းထူးခြားတယ်နော်ပင်လယ်ထဲရင်နှစ်သူများဆိုတဲ့အဓိပ္ပာယ်လားဟုတ်ပါတယ်မှတ်တမ်းတွေကပုံပြင်ရဆိုရင်ရှီရုံကကစ်စင်ရင်ချင်းကနေနှင်းထုတ်ခံရပြီးလေနဲ့နေကြတယ်အစပိုင်းလေးတွေနှံ့လွန်းလို့မကြာခဏနေမျိုးပြီးလူတွေပင်လယ်ထဲရင်နှစ်မော်ခင်းကြတာလို့ဆိုပါတယ်ရှင် သူတို့ဘာသာစကားရဲ့အဓိကကိုထဲကတော့တီးခြားဖြစ်ပြီးမဲ့မလေးဘာသာစကားနဲ့ဆက်ဆက်မှုတွေရှိနေတယ်လို့ဆိုပါရတယ်။မကြဝေးခင်နှစ်တင်မှာတော့မလေး၊ထိုင်း၊ဗမာ၊ဟင်ဒူစတန်နီနဲ့အင်္ဂလိပ်စကားလုံးတွေကိုငားယူသုံးဆွဲလာကြတယ်လို့ဖော်ပြထားပါရဲ့ရှင်။ဘာသာရေးပွင့်ကတော့သူတို့ကိုနတ်ကိုကွယ်သူလေးလို့ပဲရေးပွဲဖော်ပြထားတာလား။ဟုတ်ကဲ့။ရေဘူဝအထီတော့ နတ်ကိုဝယ်သူတွေလို့ဖော်ပြထားလဲကောင်းမြတ်တဲ့ဖန်ဆင်းရှင်ပြားတပါးကိုယုံကြည်ကြပေမဲ့သူကကောင်းတဲ့အတွက်စိတ်ပူစရာမလိုဘူးလို့ယူဆပြီးကတိုးလို့ခေါ်တဲ့နတ်ဆိုးတွေကိုပူဇော်ပတ်သက်ခြင်းကိုပဲအဓိကထားလှူဆောင်ကြတယ်လို့ဆိုပါရရှင်။နတ်ဝင်သေးတွေရရှိလား။ရှိရရှင်။နတ်ဝင်သေးတွေရှိပြီးသူတို့ကနတ်တွေကိုခေါ်ဖိတ်နိုင်စွမ်းရှိကြတယ်။နောက်ပြီးလူတယောက်ရဲ့ခြေရာကိုပြူစားပြီးချိန်စားတိုက်နိုင်တယ်လို့လည်းယုံကြည်ကြတယ်လို့ဆိုပါရတယ်။ လူမှုဒလေးတွေအပိုင်းမှာလက်ထက်ချင်းအခမ်းအနားတီးသက်မရှိဘူးဆိုဟုတ်ကဲ့မတန်းရတော့လက်ထချင်းအခမ်းအနားတီးသက်မရှိဘူးလို့ဆိုပါရယ်အမျိုးသားကသဘောကျတဲ့အမျိုးသမီးစီကိုတငယ်ချင်းတွေလို့ပြီးကွန်ဝါခိုင်နဲ့လက်ခံရင်အမျိုးသမီးမိသားစုနဲ့အတူပထမကလေးမွေးတဲ့အထိဒါမှမဟုတ်ကိုပိုင်လေးရတဲ့အထိအတူနေထိုင်ကြတယ်။သလင်းဓမြစနစ်ကျင့်သုံးတယ်ပေါ့ဟုတ်ပါတယ်သလင်းဓမြစနစ်ကိုကျင့်သုံးပြီးကိုကျင့်တရားကောင်းဝင်တယ်လို့မတန်းကဖော်ပြထားရှင် အရင်ကတော့ပလဲခယူစိမ့်ညီငုတ်ကြပြီမဲ့အခုနောက်ပိုင်းဝင်ငွေကျဆင်းလာလို့ထင်းတို့တားတဲ့နဲ့အခောက်တို့ကြောက်တုံးညီရောင်းချပြီးအသက်မွေးလာကြတယ်လို့ဆိုပါရယ်မတန်းတဲမှာသူတို့တွေဆိုရင်မှုတစ်ခုကိုလည်းဖော်ပြထားတယ်နော်ဘိန်းသွန်ဆွဲမှုနဲ့ပတ်သက်ပြီးဟုတ်ပြီဘိန်းသွန်ဆွဲမှုပါသူတို့အတွက်အသစ်ဖြစ်ပြီးဘိန်းကသူတို့ကိုပြင်းရည်စေပြီးအတမွေးဝမ်းကြောင်းကိုထိခိုက်စေတယ်လို့ဆိုပါရယ်တစ်ဆုံသူတွေကိုလည်းအလွန်ကြောက်ရွံ့ပြီးတီးသန့်တင်ချင်းကျိုးနေမှာမြွတ်နံကြတယ် မတန်းရဲ့အကဲဖြတ်ချက်ကတော့ဘယ်လိုလဲမတန်းရဲ့အကဲဖြတ်ချက်ရဆိုရင် မော်ခင်နေဟာကြောက်တက်မတင်ငိမ်ညစ်ပတ်တယ်လို့ဖော်ပြထားပြီးမဲ့ပညာသင်ဖို့နဲ့ခရစ်ဗျဘာသာသင်ယူဖို့ခေါ်ဆောင်ခံရသူတွေကတော့ယဉ်ကျေးမှုယိုးသားမှုထက်မြင့်မှုနဲ့ကျေးဇူးတည်တတ်မှုတွေကိုပြသကြတယ်လို့ဆိုပါရရှင့်ကဲဒီမတန်းကိုခြုံငုံပြီးပြန်ကြည့်လိုက်ရင် မတန်းရဲ့သူဟာယဉ်ကျေးစာတတ်ဘုဒ္ဓဘာသာဝင်ပမာဏနဲ့ယဉ်ကျေးမှုမရှိ စာမတတ်နတ်ပိုးကွယ်သူလို့ သူမြင်တဲ့တောင်တန်းနဲ့ကျွင်းနေလူမျိုးတွေကိုနိုင်ရှင်ပြီးတော့သူ့ရဲ့သာသနာပြုလုပ်ငန်းအတွက်ရှုမြင်သုံးတက်ထားတာကိုတွေ့ရတယ်နော်ဟုတ်ပါတယ်ရှင်မတန်းကဘာကြောင့်ဒီတောင်တန်းနဲ့ကျွင်းနေလူမျိုးစုတွေဟာသာသနာပြုတွေအတွက်အထူးတောင်းဆိုမှု special claim ခဲ့ရတယ်လဲဆိုတာကိုသူ့မြင်နဲ့ရှင်းပြထားတယ်သူကဗမာတွေဟာမိမိလူမျိုးစာပေဘာသာတရားအတွက်မာနကြီးတယ် သာသနာပြုတွေကိုအရင်ဆိုင်ဘာသာခြားများလို့မြင်တတ်ကြတယ်လို့ယူဆတယ်ရှင်။ဒါပေမဲ့တောင်တန်းဒေသနေလူမျိုးတွေကတော့သာသနာပြုတွေကိုကေတင်ရှင်များဖြူမြင်ကြတယ်။မိမိတို့ရဲ့နိုင်ကြမှုကိုသိရှိပြီးတိုးတက်ပြောင်းလဲလို့ဆိုရှိကြတယ်လို့မတန်ကသုံးသပ်ထားလာပါရှင်။ဒီအမြင်ပေါ်အခြေခံပြီးဟောမတန်ကအရေးတကြီးဆောင်ရွက်ဖို့လိုတယ်လို့တိုက်တွန်းလာတယ်ပေါ့။ဟုတ်ပါတယ်။ဒီမျိုးနွယ်စုတွေဟာပြင်ပရင်ကျေးမှုတွေနဲ့ထိတွေ့လာနေပြီး အခု ခရစ်ယာန်မဖြစ်လာဘူးဆိုရင် မကြခင်မှာဘုဒ္ဓဘာသာဝင်ဖြစ်သွားနိုင်ွယ်ရှိတယ်လို့သူကစိုးရိမ်နေတာပါဘုဒ္ဓဘာသာဝင်ဖြစ်သွားတဲ့ချင်းတမောကရင်တယောက်ကမူလဘုဒ္ဓဘာသာဝင်ပမာတယောက်ထက်တောင်ခရစ်ယာန်ဘာသာပြောင်းဖို့ပိုခက်ခဲတယ်လို့သူကမြင်တယ်ပေါ့ဟုတ်ကဲ့အဲ့လိုရှုမြင်ထားတာပါဒါကြောင့်မတိုင်းရဲ့ဤကုန်းချုပ်အမြင်ကမဟာဗျူဟေယဆန်တယ်လို့ပြောလို့ရမယ်ထင်ပါတယ်ရှင်လာမယ့်နှစ်90အတွင်းမှာဒီမျိုးနွယ်စုတွေကိုခရစ်ယာန်ဘာသာသို့ဆွဲဆောင်နိုင်မှသာ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့မြေပြန့်ဒီတာတွေပတ်လည်မှာခရစ်ယာန်ကွင်းဆက်တခုဖန်တီးနိုင်မယ်ဒီလိုမှမဟုတ်ရင်မြန်မာပြည်ဟာခရစ်ယာန်ဘာသာကိုစန့်ကျင်တဲ့ခိုင်မာသောအတအစီကြီးတခုကချင်းတောင်သူတို့အထွတ်လဲဖြစ်နိုင်ခြေရှိတယ်လို့မျှော်လင့်ထားပုံပဲဟုတ်ပါရဲ့အောင်မြင်မှုကိုရည်ရွယ်တဲ့ပချမပဲဒီတောင်တန်းသားခရစ်ယာန်တွေရဲ့ယိုသေးကိုင်းဆိုင်မှုနဲ့ယိုသားမှုလို့ စာရိတ္တအရေးတွေးတဲ့နယ်ပါတိုင်းတာတင့်တယ်လို့လေးပေးထားတာတွေ့ရတယ်။ဒါတဲ့အလုံးဟာစကုံးမြောင်ပြီးနေမြအစောပိုင်းကတာလနာဖြီတူရဲ့ရှုမြင်ပုံသူ့ရဲ့ယုံကြည်ချက်နဲ့ရည်မှန်းချက်တွေဖြစ်တယ်ဆိုတော့ကိုတော့ထက်လောင်းပြီးတတိပြုစီလိုပါတယ်ရှင်။ဒီနေ့ကျွန်တော်တို့အတူတကွာလေးလာခဲ့ကြတာကတော့20ရာစုအစောပိုင်းကခရစ်ယာန်တာသနာဖြူမတန်တခုတည်းမှာပေါ်ပြခဲ့တဲ့မြန်မာပြည်တောင်တန်းဒေသနဲ့ကျွန်းဒီဘောကလူမျိုးစုတွေရဲ့ဘဝတစီတစ်ပိုင်းနဲ့အဲ့ဒီခေတ်ကသူတို့ကိုမှတ်တမ်းတင်ခဲ့ပုံတွေပါပဲ။ တကယ်ကိုကွဲပြားတဲ့ဒလေတွေယူကြည်မှုတွေနဲ့တမိုင်းအမြင်တစ်ခုကိုထိတွေ့ခွင့်ရခဲ့လာပေါ့နော်ဟုတ်ပါရဲ့ရှင်ဒီမတန်ဟာအချိန်ကာလတစ်ခုရဲ့မတန်တပုံတပုံလိုပါပဲအဲ့ဒီခေတ်ရဲ့သဘောထားတွေကန့်တချက်တီနဲ့ရှုမြင်ပုံတွေကိုထင်ဟပ်နေလာပါတယ်ဒါဟာအတိတ်ကလူမျိုးစုတွေကြားဆက်ဆံရေးအမြင်တွေနဲ့ယုံကြည်မှုတွေကိုလေ့လာနိုင်တဲ့တမိုင်းဝင်ပေတပေါက်တစ်ခုဖြစ်တယ်လို့မှတ်တမ်းတွေရဲ့သဘောတဘာဝကိုစင်ကြင်ဖို့လဲအခွင့်အလမ်းပေးပါတယ်ရှင် ကဲဒီဆွေးနွေးမှုကနေစဉ်းစားစရာအသွေးအခူးပေးခြင်းပါတယ်ဒီလိုတမိုင်းဝင်မှတ်တမ်းတွေ အခုသဖြင့်အပြင်လူတယောက်ရဲ့ရှုထောင့်ကရေးသားထားတဲ့မှတ်တမ်းတွေကနေဒီနှစ်ခေတ်လူမျိုးစုတွေရဲ့အခြေအနေတွေသူတို့ရဲ့ကိုယ်ပိုင်အတန်တွေနဲ့ပြောင်းလဲတိုးတက်မှုတွေကိုကျွန်တော်တို့ဘယ်လိုပို့ပြီးနားလည်နိုင်မလဲဟုတ်ကဲ့အသိကပုံဖော်ခဲ့တဲ့အမြင်တွေမှတ်တမ်းတင်ပုံတွေကလက်ရှိလူဖွဲ့စည်းပေါ်မှာ ဘလို့တက်ရောက်မှုတွေဆက်ပြီးရှိနေနိုင်မလဲဆိုတော့ကိုဆက်လက်ပြီးစူးစမ်းလေ့လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ